ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ Time Fighter Raw ထံအားထားကင်းနဲ့ထိုးရမယ့်စစ်မကြီးပွဲစဉ်အတွက်ထိုးကြည့်ပမာဏဗတ်တန်40ထိတောင်းဆိုထားတယ်လို့ Time Fighter Media တွေကရေးသားလာကြပါတယ်ခင်ဗျာဟုတ်ကဲ့ Raw ထံနဲ့ထားကင်းရဲ့ပွဲစဉ်ဟာဝမ်ကအတီးပြုချက်မထုတ်ပြန်သေးပေမဲ့ပြင်ပမှာထွက်ပေါ်နေတဲ့သတင်းတွေအရတော့2026ခုနှစ်ဧပြီလ26ရက်နေ့ကိုရောင်းချင်းပါမယ်1175ပြန်ပွဲမှာခေါင်ပွဲဖြစ်ပါဝင်လာလိမ့်မယ်လို့ တရင်ချသည့်နေရပါတယ်။ဝမ်ဟာလာမယ့်ဧပြီလ29ရက်နေ့ကိုရောက်ရင်ဂျပန်နိုင်ငံတိုကျိုမြို့မှာဝမ်ပြိုင်ပွဲပြန်ကျင်းပမယ်။ဝမ်ဝမ်ဆန်ဖိုက်ပြိုင်ပွဲဖြစ်တယ်ဆိုတာကိုအတည်ပြုထားပြီးပါပြီ။တာကဲရူကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်ထိုးပါတော့မယ်ဆိုတာရှေ့က1173ပြိုင်ပွဲမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဲ့ဒီ1173ပြိုင်ပွဲကြီးမှာ ရော့ထန်ကနောင်ဦးနဲ့ကပတ်လူပွဲထိုးရဖို့ရှိနေခဲ့တာပါ။ဒါပေမဲ့ ရော့ထန်နဲ့နောင်ဦးရဲ့ပွဲစဉ်ပွဲပြတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရော့ထန်ဟာ hydrogen test အောင်မြင်ပြီးတဲ့နောက်မှာမူလဲသွားခဲ့တယ်။ဒီတော့သူ့ကိုဆေးရုံတင်လိုက်ရတယ်။ဆေးရုံကနေကျန်းမာရေးကောင်းမှုပြီးတော့ဆေးရုံပြန်ဆင်းလာနိုင်ခဲ့ပေမယ့်ပွဲထိုးဖို့ကအဆင်မပြေတော့ဘူး။ဒါကြောင့်ဝမ်ကရော့ထန်နဲ့နောင်ဦးရဲ့ပွဲစဉ်ကိုပွဲဖြတ်သိမ်းလိုက်တာဖြစ်ပါတယ်ခင်ဗျ။ဒါပေမဲ့ရော့ထန်ဟာပွဲကိုပြိတ္တတယောက်ဖြစ်ရှက်ထရီယဘေးမှာထိုင်းပြီးတောက်ကြည့်ရှုအပ်ပေးသွားခဲ့ပါတယ်။ဒီပြိုင်ပွဲကြီးမှာ ာကေရူကတော့ဒင်းနစ်ပူရီနဲ့ပွဲထိုးခဲ့တယ်။အဲ့ပွဲစဉ်မှာတာကေရူကဒုတိယပွဲရှိမှနေဒင်းနစ်ပူရီကိုအလဲထိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ပွဲပြီးသွားတော့1-5တာကေရူကို bonus pay ရှိမြင်တယ်။ bonus ရှိမြင်ကြောင့်ကျင်းညာနေချိန်မှာပဲတာကေရူကပရိသတ်တွေကိုအတိပေးခဲ့တယ်။အဲ့ဒါကတော့သူဟာရှေ့လာမဲ့ပွဲစဉ်တစ်ပွဲပဲကစားတော့မယ်။အဲ့ပွဲစဉ်ဟာသူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုနောက်ဆုံးပွဲစဉ်ဖြစ်တယ်။အဲ့ပွဲထိုးပြီးရင်တော့သူအနာဂတ်ကတော့မယ်။ ဒီပွဲမှာသူရင်ဆိုင်ခြင်းနဲ့ပြန်ဘက်ကရော့ထန်မှာပဲစိန်ခေါ်ပါတယ်ဆက်စကားပြောကြခဲ့တယ်ခင်ဗျ။ကွင်းထဲမှာရောက်နေတဲ့ရော့ထန်ကလည်းချက်ချင်းပဲအရကန်ဝိုင်းတဲ့ကိုဝင်လာပြီးတော့တာကီရူရဲ့ကန်လန့်မှုကိုသူလက်ခံပါတယ်ဆိုပြီးပြောခဲ့တယ်။မြန်နေချင်းလည်း face off လုပ်ခဲ့ကြတယ်ခင်ဗျ။အဲ့တော့မြန်နေချင်းဆိုင် face off လုပ်ပြီးတဲ့အတွက်ရော့ထန်နဲ့တာကီရူပွဲကအတီးဖြစ်သွားခဲ့တယ်။ဒီချိန်မှာရင် time fight media တွေကရော့ထန်ဟာဒီပွဲအတွက်ထိုးကြီးအကျိုးခံစားခွင့်ဘတ်တန်40တီတောင်းဆိုထားတယ်ဆိုပြီးတော့ထုတ်ဖော်ရေးသားလာတာဖြစ်ပါတယ်။ ရှေ့ကပွဲစဉ်မှာတော့ငါရော့ထန်ဟာထခိဦးနဲ့ခေါင်ပွဲထိုးတော့ငါပေါ့လေထိုးကြည့်ပမာဏဘတ်35တန်းရရှိခဲ့တယ်ခင်ဗျဒီချိန်မှာရော့ထန်ဟာတကယ်ပဲဘတ်တန်း40တောင်းဆိုထားရသလားဆိုတော့စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်ခင်ဗျကြည့်ရှုပါပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ